အလုံးမင်္ဂလာပါဒီပြိုလေးမှာတော့ beginner တွေအတွက် multimeter အသုံးပြုနည်းကိုပြောပြပေးတော့မှာဖြစ်ပါတယ်ခင်ဗျာဒီနေ့ channel ဆိုရင် lesson နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုအစီအမတင်ဆက်ပေးနေတာဖြစ်တဲ့အတွက်ဗီဒီယိုလေးတွေကိုကြိုက်နေတဲ့တဲ့ဆိုရင် like and subscribe လေးပြုပြီးတော့နေပါတယ်ခင်ဗျာဒါဆိုလို့ရှိရင် multimeter အသုံးပြုဖို့အတွက်အခြေခံလေးရက်နေစတင်လိုက်ကြရအောင်ဗျာအဲဒါဆိုရင် multimeter မှာဆိုလို့ရှိရင်ကျွန်တော်တို့ကအပေါက်ကလေး၃ပေါက်ပါတယ်ပေါ့ဒါအပေါက်ကလေး၃ပေါက်မှာဆိုလို့ရှိရင်အောက်ဆုံးပေါက်အဆိုရင် CM ကွန်လို့ရေးထားတာဆိုလို့ရှိရင်ကွန်မွန်ဆိုတဲ့ဘုံပေါ့ဘုံပေါ့ဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ကျော်တို့ကအဲဒါအနက်ကျူးလေးထိုးရမယ့်အပေါက်ပေါ့ဗျာဒါကွန်မွန်ဆိုတာအနက်ကျူးလေးထိုးရမယ့်အပေါက်ဖြစ်တယ်ဒီပေါက်อ่ะဆိုရင်ဘယ်မှပြောင်းရွှေ့ပြီးထိုးရမလို့ဘူးလုံးဝဘုံပေါ့ပဲတရားဆိုလို့ရှိရင်ဒီနောက်ပေါက်မှာဆိုလို့ရှိရင်ဗာရေးထားလဲဆိုတော့အဲဖိုးလို့ရေးထားတယ်အဲ့တော့ကအုံးလို့ရေးထားတယ်မီလီအမ်ပီယာလို့ရေးထားတယ်ဒါဆိုဒီဒီပေါက်မှာဗာရေးတိုင်းလို့ရတယ်ဆိုတော့ဘွားရေးတိုင်းတာလို့ရမယ်ပြီးတော့ resistant ကြီးတိုင်းတာလို့ရမယ်နောက်တစ်ခုက milliampere ဆိုတဲ့ current ကြီးကျွန်တော်ကတိုင်းတာလို့ရမှာဖြစ်ပါတယ်ခင်ဗျာအေးပေါင်းပါဆိုရင်ကျွန်တော်တို့ကအညီချိုးလေးထိုးရမှာဖြစ်ပါတယ်ဟဲ့နောက်တစ်ခုနောက်တစ်ပေါက်ကဘာလဲဆိုတော့10 ampere DC ဒါဆို DC ampere အမြင့်နေတိုင်းတာတဲ့အခါမှာ1 ampere 2 ampere ဆိုတဲ့ DC ampere အမြင့်နေတိုင်းတာတဲ့အခါမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီအညီအညီပေါက်လေးကိုဒီအညီချိုးလေးကို ဒီတန်ဘီယာ DC ဆိုတဲ့အပေါ်မှာထိုးပြီးတော့တို့ကတိုင်းတာပေးရမှာဖြစ်ပါတယ်ဒါဆိုရင်ဒီမှာတော့တန်ဘီယာ max ပေါ့ဗျာဒါဆိုလို့ရှိရင်တန်ဘီယာအမြင့်ဆုံးတိုင်းတာလို့ရမှာဒါထက်မြင့်တာကားရန်နေကျွန်တော်တိုင်းတာလို့ရအောင်ပေါ့မာရီမီတာတိုင်းတာပို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ကအဓိကအခြေခံလေးတွေသိထားဖို့ပဲအမရီမီတာပေါ်မှာဘာလို့ရေးထားလဲဆိုတာတွေကျွန်တော်တို့ကသိထားလို့ရှိရင်ဘယ်မှာဘယ်မာရီမီတာဖြစ်ဖြစ်ကော့ပြီးတော့တိုင်းတာလို့ရတယ်ဒါဆိုရင်ဒီပုံမှာရှိတဲ့သင်္ကေတတွေနဲ့ဘာလို့ရေးထားလဲဆိုတာအရင်လေ့လာကြည့်လိုက်အောင် ဒီမှာသူတို့ရှင်ရင် DCB DCB လို့ရေးထားတာဆိုလို့ရှင်ရင်ကျွန်တော်တို့က DC ဘိုးလေးကိုတိုက်ရတဲ့နေရာဖြစ်ပါတယ်ဒီမှာတန် range ဒီ2 range နဲ့သူရှိတယ် DCB ဆိုတာက DC ဘိုးလေးကိုတိုက်တန်လို့ရတဲ့နေရာဖြစ်ပါတယ်နောက်တစ်ခုက ACV ACV ဆိုတာက AC ဘိုးလေးကိုတိုက်တန်လို့ရမယ်နေရာဖြစ်ပါတယ်နောက်တစ်ခါက DCA DCA ဆိုတာက DC ရဲ့ current ကိုပြောတာသူက ampere တိုက်တန်ရတဲ့နေရာတွေဖြစ်ပါတယ်နောက်တစ်ခါကဒီမှာ10 ampere တန်ပီယာအမ်ပီယာအမြင့်နေတိုင်းတာရင်လေဆိုရင်တို့တို့ကတန်ပီယာဆိုတဲ့နေရာကိုတို့ကရွှေ့ပြီးတော့တိုင်းတိုင်ရမယ်နောက်တော့က AFE AFE ဆိုတာကတော့ကျွန်တော်တို့ transistor တွေတိုင်းတာရမယ်နေရာဖြစ်ပါတယ်ဒါ transistor တွေတိုင်းတာခြင်းနဲ့ဆိုရင်တော့ AFE ဆိုတဲ့နေရာကိုရွှေ့ပြီးတော့တို့ကတိုင်းတာရမှာဖြစ်ပါတယ်နောက်တစ်ခုကဒီမှာကျတော့ဒိုင်အုပ်ပုံလေးနဲ့ဂါကွန်တင်ဂီတီတိုင်းတာတဲ့နေရာဖြစ်တယ်ဒါဒိုင်အုပ်တွေတိုင်းတာမယ် ဒိုင်ယိုတွေတိုင်းတာမယ်နောက်တော့ကဘယ်လိုအန်နီမီဒီလေးတွေကောင်းမကောင်းတိုင်းတာမယ်ကျိုးတွေပြပပြတိုင်းတာမယ်ဆိုတဲ့နေရာဖြစ်ပါတယ်နောက်တစ်ခုကဒီမှာအုံးလို့ရေးထားတယ်အဒီအုံးဆိုရဲအုံးဆိုရဲတင်ကတာလေးရဆိုရင်တို့တို့က resistor တွေ resistant တိုင်းတက်လို့ရမယ့်နေရာဖြစ်ပါတယ်။ဒါပေမဲ့တချို့တချို့မာဒီမီတာတွေကတော့တင်ကတာတွေငယ်ကွဲတယ်ပေါ့ဗျာ။ဥမာဒီမှာဆိုရင် DC ဘွေလူရေးရတယ်။ဒါပေမဲ့တခြားမာဒီမီတာတွေမှာကဘယ်လိုတင်ကတာလေးရထားလဲဆိုတော့အဲဒီမှာဘွေဘွေပေါ်မှာတို့တို့က လိုင်းလေးတစ်လိုင်းရှိတယ်အောက်ကဒေါက်တက်လေးတွေပြထားတယ်ဒါဆိုရင်ကျွန်တော်တို့က DC ပို့တိုင်းတာတဲ့နေရာဖြစ်ပါတယ်ပြီးတော့သင်္ကေတတွေကတော့ဟို DC ဘူးပဲရေးရင်ရေးမယ်ဒါတို့က V ရဲ့ပေါ်လေးမှာရင်းပြောင်းလေးနဲ့အောက်ကအဆက်ဆက်လေးရေးထားတဲ့နေရာဆိုရင်ဒါ DC ဘူးတွေကိုတွေ့တာဖြစ်ပါတယ် DC ဘူးတွေရဲ့သင်္ကေတလေးဖြစ်ပါတယ်နောက်ကဒီမှာကတော့ ACV လို့ရေးထားတယ် AC ဘူးတွေတိုင်းတာတဲ့နေရာဒါပေမဲ့ဒီမှာကကြတော့ ဖူရဲ့ပုံလေးမှာလိုင်းတွုံပုံလေးရေးထားတယ်ဒါလိုင်းတွုံပုံလေးဒါဆိုရင်ဒါ AC ရဲ့သင်္ကေတဖြစ်ပါတယ်ဒါဆိုရင်ဒါ AC ဘိုးတွေတိုင်းတာလို့ရတဲ့နေရာဖြစ်ပါတယ်နောက်ကဒီမှာဆိုရင် DC A DC ampere တိုင်းတာတာဟာအဲ့တော့တခြားမာတီမီတာတွေမှာကြာတော့ဘလို့ပြထားလဲဆိုတော့ A ရဲ့အထက်လေးမှာမြေပြောင်လေးတစ်ကြောင်းရဲ့ dotted line လေးရေးပြထားတယ်ဒါဆိုရင် DC ampere တိုင်းတာလို့ရတဲ့နေရာပါနောက်တော့ကဒီမှာ A ရဲ့အထက်လေးမှာ line တို့မို့လေ line တို့ဟာဆိုရင် AC link data ဖြစ်တဲ့အတွက် AC amplifier တိုင်းတာလို့ရတဲ့နေရာဖြစ်ပါတယ်။ကဲဒါဆိုရင်ကျွန်တော်တို့ကစပြီးတော့တိုင်းတာကြည့်လိုက်ကြရအောင်။အရင်ဆုံးကျွန်တော်တို့ DC ဘိုးလေးကိုအရင်တိုင်းတာပဲ။အဲ DC ဘိုးလေးတိုင်းတာဖို့ဆိုရင်ကျွန်တော်တို့ကကျွန်တော်တို့တိုင်းမဲ့အဲ DC ဘိုးရဲ့ဘက်ထရီရဲ့ကျွန်တော်တို့ကအားကိုအမြင့်ဆုံးအားကိုသိဖို့လိုတယ်။ဒီမှာဆိုရင်ကျွန်တော်တို့9ဘိုးဘက်ထရီတိုင်းမှာဖြစ်တယ်။အဲဘက်ထရီတိုင်းမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒိုင်းဘုတ်ထက်မြင့်တဲ့ rate မှာကျွန်တော်တို့ကထားပြီးတော့ တိုင်းတားရမှာဖြစ်ပါတယ်ခင်ဗျာအခုမှာကျွန်တော်တို့ဒါနိုင်ဖို့နိုင်ဖို့ဆိုရင်ဒီမှာဖတ်ကြည့်လိုက်မယ်ဆိုရင်200မီလီဗို1000မီလီဗို20ဗို့ဒါတို့20ဗို့ဆိုဆိုရင်ဒီမှာတိုင်းမှာကနိုင်ဖို့ဒါဆိုရင်ကျွန်တော်တို့20ဗို့မှာထားပြီးတော့သူ့ထက်မြင့်တဲ့အဆင့်မြင့်တဲ့ rate မှာထိုင်ပြီးထားပြီးတော့တိုင်းတားလိုက်ရင်ရပါပြီဗျာအဲဒီမှာတိုင်းရကြည့်တဲ့အခါမှာဆိုရင်9.74ဗို့ရတဲ့အောင်ကျွန်တော်ခေါင်းပြန်လေးတိုင်းကြည့်မယ်ဘာလို့ထူးခြားသွားမလဲ ။အဲဗောင်းမဲလေးတိုင်းတဲ့အခါမှာဆိုရင်အပေါင်းလို့ရောင်းပြန်တိုင်းမိတဲ့အခါမှာဆိုရင်မိုက်ဒမီတာပေါ်မှာကျွန်တော်တို့ကမိုင်းနဲ့တင်ဂီတာလေးကျွန်တော်ကလာပြမှာဖြစ်ပါတယ်။ဗမ်မဲဒမီတာပေါ်မှာဖြစ်သွားမှာတော့မဟုတ်ပါဘူး။အပေါင်းလို့မှာတိုင်းမိတဲ့အခါကျွန်တော်တို့ကမိုင်းဒမီတာပေါ်မှာမိုင်းနဲ့လေးလာပြမှာပဲဖြစ်ပါတယ်ခင်ဗျာ။ဒီတော့အခု AC ဘိုးတွေတိုင်ကြည့်လေရအောင် AC ဘိုးတွေတိုင်ဖို့အတွက်ဆိုလို့ရှိရင်အင်းကျွန်တော်တို့က PL တန်လေးကို AC ဘိုးဆိုတဲ့နေရာမှာ AC breeze ဆိုတဲ့နေရာမှာရွှေ့လိုက်မယ် ဒါဆို ACB မှာဆိုရင်200ဘိုးရှိတယ်950ဘိုးရှိတယ်တို့အိမ်သုံးဟာဆိုရင်ပုံမှန်220ဘိုးနဲ့240ကြားရှိတာဖြစ်တဲ့အတွက်200ကျော်တာဖြစ်တဲ့အတွက်ကျွန်တော်တို့က950ဆိုတဲ့နေရာမှာထားပြီးတော့တိုင်းတာမှာဖြစ်ပါတယ်ဒါမှသာကျွန်တော်တို့ကအာအမှန်ထွက်မှာဖြစ်ပါတယ်200မှာထားပြီးတိုင်းတာနိုင်ရင်မာတီမီယာလည်းပြတ်သွားနိုင်လို့လူလည်းအန္တရာယ်များပါတယ်ဒါဆိုလည်းစပြီးတော့တိုင်းတာကြည့်လိုက်ကြအောင် ဒါ220ပုတ်။အဲဒီမှာတော့ကျွန်တော်အပေါင်းလုံးမရှိတဲ့အတွက်ဘယ်ပင်ကိုဘယ်မှာထိုးထိုးရပါလဲ။အဲ့တော့ဒီမှာသတိထားမှာကျွန်တော်တို့ကဒီဟင်းတန်ချောင်းလေးတွေနဲ့ကျွန်တော်တို့လက်လေးတွေနဲ့ထိပြီးတော့သွားပြီးတော့မတိုင်းတာဖို့လိုပါတဲ့။ဒီ plastic ပုံမှာသစ္စာလေးကင်ပြီးတော့ကျွန်တော်အတိုင်းတာဖို့လိုပါတဲ့။အဲ့လိုမှမဟုတ်ဆိုရင် delay တာတော့ဖြစ်နိုင်တယ်အန်တရာယ်ရမ်းများပါတယ်။ကြတဲ့တခုကျွန်တော်တို့နောက်တစ်ခု register လေးတွေကျွန်တော်တို့တိုင်းတာကြည့်လေကြရအောင် ဗီဇာတိုင်းတာဖို့အတွက်ဆိုရင်ကျွန်တော်တို့က own data လေးပြထားတဲ့နေရာလေးကိုကျွန်တော်တို့ရွှေ့မှာဖြစ်ပါတယ်။အဲဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့က200ရှိတယ်၊2000ရှိတယ်၊ 20k ရှိတယ်၊ 200k ရှိတယ်။အဲ register တိုင်းတာဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ကဒါအနေုံရင်းလေးမှာဆပြီးတော့တိုင်းတာကြည့်လိုက်မယ်။အနေုံရင်းလေးမှာထားပြီးတော့တိုင်းတာကြည့်လိုက်မယ်။အဲ့တော့တစ်ဖက်ကိုတော့ကျွန်တော်တို့ကကင်လို့ရတယ်။နောက်တစ်ဖက်ကိုတော့ကျွန်တော်တို့ကတကြီးနဲ့တွားထိပြီးတော့တိုင်းတာလို့မရဘူး။ ။အောက်လဲဆိုလို့ရှိရင်လက်နဲ့တော့ပြီးတိုင်းတာမယ်ဆိုရင်လက်ကရှိတဲ့ resistance ကိုရောပြီးတော့အမှန်မထွက်နိုင်ဘူး။ဒါကြောင့်မို့လို့ကျွန်တော်တို့ကတစ်ဖက်ကိုတော့လက်နဲ့ထိချလို့ရတယ်နောက်တစ်ဖက်ကိုတော့လက်နဲ့မထိပဲတဲ့ဒီတိုင်းတိုင်းတိုင်ရမှာဖြစ်ပါတယ်။ယဒီမှာတော့ဘာမှမပြသေးဘူး။ဘာမှမပြတာဖြစ်တဲ့တည်းကျွန်တော်နောက်တစ်ဆင့်ရွှေ့လိုက်မယ်2000 2000ကိုရွှေ့လိုက်မယ်။2000ကိုရွှေ့လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တိုင်းတာကြည့်လိုက်မယ်။တိုင်းတာကြည့်တဲ့အခါမှာဆိုရင်9 5 6ဒါ9 5 960မှာရက်နေတယ်ပေါ့ဗျာ ဒါဆိုလို့ရှိရင်တော်တို့ကဘယ်လောက်လူယူလို့ရမလဲဆိုတော့ဒါဆိုရင်ဘယ်လောက်လူယူလို့ရမလဲဆိုတော့ဒါ 1k လို့ယူလို့ရမယ်။အဲသူ့မှာကတော်တို့ကဒေါ်လာရဲ့ရှိသေးရဖြစ်တဲ့အတွက် 1k ဆိုရင်တထောင်စုပြီးတိကျထွက်မလာပါဘူး။အဲသူ့မှာဆိုရင်900ချောလူလေးထွက်လာမှာဖြစ်ပါတယ်။ကဲနောက်တစ်ခုကျွန်တော်တို့ကနောက်တစ်ခုကဒိုင်အုပ်လေးတွေတိုင်းတာကြည့်လိုက်ကြရအောင်။ဒိုင်အုပ်တိုင်းတာဖို့ဆိုရင်ဒိုင်အုပ်ပုံစံလေးပါတဲ့စကီးလေးမှာကျွန်တော်တို့တွေရွေးလိုက်မယ်။ဒီနေရာမှာဆိုရင် အဲအစောဆုံးကပြောထားတဲ့အတိုင်းပဲဒိုင်အိုတွေတိုင်းတာလို့ရမယ် LED မီဒီတွေကောင်းမကောင်းတိုင်းတာလို့ရမယ်ပြီးနောက်တစ်ခါကပစီတာလည်းတိုင်းတာလို့ရမယ်ကပစီတာကောင်းမကောင်းလည်းတိုင်းတာလို့ရမယ်နောက်တစ်ခုကကြိုးတွေပြတ်ပြက်လည်းဘယ်လိုတိုင်းတာလို့ရမှာဖြစ်ပါတယ်ဒါဆိုရင်အဲ့ဒါလေးကိုစပြီးတော့ဆန့်ကြည့်လိုက်ကြရအောင်အရင်ဆုံးကြိုးတို့ကဒိုင်အိုလေးကိုအရင်ပြီးတော့တန့်ကြည့်လိုက်ကြရအောင်အဲဒိုင်အိုလေးမှာဆိုလို့ရှိရင်ဒါမြင်းလေးမြင်းဖြူအောင်လေးပါတဲ့ဘက်ကိုကျွန်တော်တို့ကအနက်ရောင်လေးထားမယ် ောက်ကမြင်းပိုင်းဘက်ကိုအနီအောင်လေးထားမယ်ဒါပြတိုင်းကြည့်လိုက်တဲ့အခါမှာဆိုရင်သူ့ရဲ့တံပိုးလေးတစ်ခုတက်လာမယ်အဲ့ဒါကိုကျွန်တော်တို့ကပြောင်းပြန်ပြန်တိုင်းကြည့်မယ်နောက်ရဲ့ပြန်တိုင်းကြည့်တဲ့အခါမှာဗာတံပိုးမှထွက်မလာဘူးအဲဟုတ်ဆိုတာကကျွန်တော်တို့ကတလန်းသွားဖြစ်တဲ့အတွက်မှန်မှန်ကန်ကန်တိုင်းတဲ့အခါမှာဆိုရင်တံပိုးထွက်လာမယ်နောက်တစ်ဖက်တိုင်းတဲ့အခါမှာဗာတံပိုးမှထွက်မလာဘူးဒါဆိုရင်ကျွန်တော်တို့ကတိုင်ဟုတ်ကကောင်းပါတယ်အဲ့လိုမျိုးပဲနှစ်ဖက်စလုံးမှာတံပိုးတွေထွက်နေမယ်ဆိုရင်ကတော့အဲ့တိုင်ဟုတ်ကလုံးဝကိုမကောင်းပါဘူးခင်ဗျ ပြောနောက်တစ်ခု LED မီဒီလေးတွေကောမကောင်တိုင်းတာကြည့်မယ်နောက်တစ်ခါတိုင်းမယ်အဲဒူဒီအပေါင်းလို့မှန်တယ်ဆိုလို့ရှိရင်ကျွန်တော်ကမီဒီလင်းလာမယ်ဘလို့မီဒီလာတယ်နောက်တစ်ခါတိုင်းတယ်အမှန်လင်းမလာဘူးအဲဆိုလို့ရှိရင်ကျွန်တော်ကကောင်းပါတယ်ကဲနောက်တစ်ခုကျွန်တော်တို့ဘာတွေတိုင်းတာလို့ရအောင်မလဲဆိုတော့ကျွန်တော်ကပစီတာလေးတိုင်းတာကြည့်မယ်ဗျာကပစီတာလေးတိုင်းတာကြည့်မယ် တော့ကပစီတာကတော့သူ့ရဲ့ကပစီတန်တန်ဖို့ဆိုကျွန်တော်တိုင်းတာလို့မရဘူးဒါပေမဲ့ကောင်းမကောင်းကိုတော့ဒီမှာတိုင်းတာလို့ရမယ်အဲဒါမျိုးတန်ဖိုးလေးတက်လာတယ်ပြီးတော့တဖြည်းနဲ့ပြန်ကျသွားရဲဆိုလို့ရှိရင်ဒါကကပစီတာကောင်းတာဖြစ်ပါတယ်။ဒါမို့ရင်လုံးဝတန်ဖိုးတွေတက်မလာတာတန်ဖိုးကြီးတက်ပြီးတော့ ဟိုလုံးဝပြန်ကြမသွားတော့တာဆိုရင်ကတော့ capacitor ကလုံးဝမကောင်းပါဘူးခင်ဗျာအဲဒမ်ဘိုးလေးတက်လာမယ်ပြီးရင်တဖြည်းဖြည်းလေးနဲ့ပြန်ကြသွားမယ်ဒါဆိုရင်ကျွန်တော်တို့ကရေပူအဖြစ်ကတော့ capacitor ကောင်းတယ်လို့ယူဆလို့ရပါတယ်ခင်ဗျာနောက်တစ်ခုကျွန်တော်တို့ခလုတ်လေးတွေဒါပုတ်ဆွလေးတွေပေါ့ဗျာအဲတော့ push button လေးတွေတိုင်းတာကြည့်မယ်ကောင်းမကောင်းတိုင်းတာကြည့်မယ်အဲဒါဆိုလို့ရှိရင်ဘာမှခလုတ်မနေသေးတဲ့အချိန်မှာဆိုရင် ိုအဆက်အသွယ်မရှိသေးဘူးပေါ့ဒါကလုံးနှိပ်ပြီးကလုံးနှိပ်လေးတဲ့အချိန်ဆိုလို့ရှိရင်နံမိုးတစ်ခုတက်လာမယ်အင်းဒါဆိုလို့ရှိရင်ဒါ post bottom လေးတွေလည်းကောင်းနေလို့ယူဆလို့ရပါတယ်ခင်ဗျာ ကဲဒါဆိုရင်နောက်တစ်ခုဘာတိုင်းတာလို့ရမလဲဆိုတော့နောက်တစ်ခုကျတော့ကျွန်တို့က transistor လေးတွေတိုင်းတာကြည့်မှာဖြစ်ပါတယ် transistor တိုင်းတာဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်ကညီလေးနဲ့မျိုးနဲ့တိုင်းတာလို့ရတယ်ဒီ diode scale မှာထားပြီးတော့လေ diode scale မှာထားပြီးတော့တနည်းကျွန်တို့ဒီပင်နေနဲ့ထောက်ပြီးတော့တိုင်းတာလို့ရတယ်ဒီတနည်းရှိတယ်နောက်တစ်ခုကကျတော့သူ့မှာ original ပါတဲ့ HFE AFE ဆိုတဲ့နေရာမှာထားပြီးတော့ဒီပေါက်လေးတွေမှာစိုက်ပြီးတော့လေတိုင်းတာလို့ရပါပါခင်ဗျာဒါဆိုရင်ကျွန်တော်အဲ့ဒါလေးကို တနည်းလုံးပြပေးမယ်အဲ့ပထမတနည်းရင်ကြည့်လေရအောင်ဟိုကနေ AFE မှာထားပြီးတိုင်းပါမယ်အဲ့ AFE ကထားပြီးတော့ AFE မှာထားပြီးတော့တိုင်းတာမယ်ဆိုလို့ရှိရင်ဘယ်တော့ဒီပေါက်လေးဒီမှာစိုက်ကြည့်မယ်အဲ့တော့ BGP 57 transistor ပေါ့ဒီကိုစိုက်ကြည့်မယ်ဒါတူမှာဆိုလို့ရှိရင်ဒီဘက်ချမ်းဟာဒီဘက်ချမ်း၄ခုကဆိုလို့ရှိရင်ဒါ MPN နောက်ထပ် အဲဒီဘက်ချမ်းလေးငုတ်ဟာဆိုလို့ရှိရင် BNB ဖြစ်တယ်ဒါဆိုကျွန်တော်ကဘယ်ဟာဘယ်ဟာက BNB နဲ့ MBL လည်းမသိဘူးဆိုရင်ကျွန်တော်ကအပေါက်တွေကိုလိုက်စိုက်ကြည့်ရမှာဖြစ်ပါတယ်။အဲစိုက်ကြည့်လို့နံပါတ်3ငိမ့်ရတဲ့နေရာဆိုရင်ဒါသူ့ရဲ့အမှန်ပါပဲ။ဒါဆိုဒီမှာဗာလိရေးထားတယ်ဆို E ဆိုတာက emitter ဖြစ်ပါတယ်။ C ဆိုတာ collector ဖြစ်ပါတယ်။ B ဆိုတာ pay ဖြစ်ပါတယ်။ဒါဒီဘက်မှာ BNB မှာလည်းအလိုပါပဲအတူတူပါပဲ။ဒါဆိုစိုက်ကြည့်လိုက်ရအောင်။ညံဘက်တော့တက်လာတယ် ပြန်ကျသွားတယ်။ဒါဆိုရင် မဟုတ်သေးပါဘူးဒီအပေါက်နောက်တစ်ပေါက်ထပ်ထူးကြည့်မယ်။ဒီမှာဆိုရင်တက်လည်းမလာဘူးဘာမှလည်းမမလုပ်ဘူး။ဒါဆိုရင်လည်းမဟုတ်သေးပါဘူးဒါဆိုရင်ကျွန်တော်ကဒီဘက်ကိုမျက်နှာလေးထည့်ပြီးတော့ထားပြီးတော့တိုင်းကြည့်မယ်။အင်းဒီမှာဆိုလို့ရှိရင်ကြတော့ ဒါသုံးခုနှစ်နဲ့သူငြိမ်သွားပြီ level လေးအဲ့လို level လေးငြိမ်သွားတဲ့ဟာဆိုရင်သူကအမှန်ပါပဲဒါဆိုလို့ရှိရင် तू ကဒီသုံးပေါက်မှာငြိမ်သွားတယ် CBE ဒါဆိုရင် transistor ရဲ့ဒီဘက်ဆိုးဒီဘက်ဆိုးပါဆိုရင် collider ဖြစ်တယ်အလဲဟာဆိုရင် B ဖြစ်တယ်ဟိုဘက်ဟိုဘက်အပြင်ဆုံးငုတ်ပါဆိုရင် emitter ဖြစ်ပါတယ်ဒါလေးဘယ်လန်ကြီးတော့လို့ပေါ့ဗျာ collider ဖြစ်တယ် B ဖြစ်တယ် emitter ဖြစ်တယ်အဲ့လိုလေးဖြစ်ပါတယ်ခင်ဗျာဒါတော့ကျွန်တော် transistor တိုင်းတက်လို့ရမယ်အပေါက်ဖြစ်ပါတယ် နောက်တစ်ခုက transistor ကိုအဲ့လိုမတိုင်းတာခြင်းဘူး။အဲ့လိုငုတ်တရကြတော့ထိုးတော့ကတည်းခြောင်သွားတာတို့ဘာလို့ရှိမဲဆိုရင် ကျော်တို့ကပုံမှန်ဒီငုတ်လေးနဲ့ထောက်ပြီးတော့တန်းရလို့ရတဲ့နည်းလမ်းလေးကိုပြပေးမှဖြစ်ပါတယ်။ဒါဆိုရင်ကျော်တို့က diode scale လေးမှာ continuity scale မှာထားပြီးတော့ထားမယ်။ထားပြီးတော့ခါကြတော့ကျော်တို့ကဒီအနည်းလေးနဲ့လိုက်ထောက်ကြည့်မှဖြစ်ပါတယ်ဂျူးလေးနဲ့။ဂျူးနဲ့လိုက်ထောက်မယ်ဆိုလို့ရှိရင်ကျော်တို့ကပုံမှန်တချိုးကိုပုံသေးထားမယ်။ဒီငုတ်ပြီးထောက်မယ်။ဥမာအလဲငုတ်လေးပေါ့ လင်ကုန်လေးကိုထောင်းမယ်။ဒါနောက်တစ်ခုကဒီဘက်ကိုထောင်းလိုက်မယ်။ဒါဆိုရင်နံပါတ်1တက်တယ်။နောက်တစ်ခုကဒီဘက်ကိုထောင်းလိုက်မယ်။ဒါဆိုရင်နံပါတ်1တက်တယ်။နံပါတ်1တက်တယ်ဆိုတော့ဒီမှာအနီငုတ်တငုတ်ထောက်ထားတယ်။နောက်တစ်ခါအနံငုတ်နှစ်ငုတ်ကနံပါတ်1တက်တယ်ဆိုလို့ရှိရင်ဒါကဘာလို့သတ်မှတ်လို့ရမလဲဆိုတော့ MPN ဖြစ်ပါတယ်။အနှုတ်အပေါင်းအနှုတ်ဒါက MBN ဖြစ်ပါတယ်အနှုတ်ဖြစ်တယ်အလင်ငုတ်ကအပေါင်းဖြစ်တယ်ဒီဘက်ကအနှုတ်ဖြစ်တယ်ဆိုရင်ဒါ MBN ဖြစ်ပါတယ်ဒါတို့အဲ့ဒါကို အဲ့ဒီအလဲကုန်းမှာအနှုတ်ကလေးထားပြီးတိုင်ကြည့်မယ်အလဲကုန်းမှာအနှုတ်ကလေးထောက်မယ်နောက်ကဘေးစွန်းငုတ်တွေကိုထောက်ကြည့်မယ်ထောက်ကြည့်တဲ့ခါမှာမတက်ဘူးမတက်ဘူးဒါမှကောင်းမှာဖြစ်ပါတယ်တကယ်လို့ transistor မကောင်းဘူးဆိုလို့ရှိရင်ဘယ်ငုတ်ဘူးဘလို့ဝဲထောက်ထောက်လမ်းဘက်တွေကလုံးဝတက်နေမှာဖြစ်ပါတယ်ဒါကိုကျွန်တော်တို့တွေသိထားဖို့လိုပါတယ်ခင်ဗျာအဲ့နောက်တစ်ခုကျွန်တော်တို့ကဘာတိုင်းမှာလဲဆိုတော့ MBR လေး DC MBR လေးတိုင်းကပြမှာဖြစ်ပါတယ် ဒီစီအမ်ပီအတိုင်းတာဖို့ဆိုရင်ကျွန်တော်တို့ကသူ့ရဲ့ circuit ထဲမှာဒီမာတီမီတာကို series ဆက်ပြီးတော့တိုင်းတာမှာသူ့ရဲ့ ampere ဘလောက်ဒီ midi လေးက ampere ဘလောက်သုံးစွဲနေလဲဆိုတာကိုညိုလိုကထွက်มาဖြစ်ပါတယ်အဲ့ဒါကိုကျွန်တော်တို့ကသွားပြီးတော့ပိတ် midi ကိုသွားပြီးခွာပြီးတော့တိုင်းတာကိုလည်းမရပါဘူးအဲ့သူ့ရဲ့ circuit ထဲမှာကျွန်တော် series ဆက်ပြီးရမှာဖြစ်ပါတယ်ဒါဆိုကျွန်တော် dc ampere တိုင်းတာဖို့အတွက် dc a ဆိုတဲ့နေရာကိုကျွန်တော်တို့ရွှေ့လေးပါမယ် dc a အဲဒါဆိုလို့ရှိရင်ကျွန်တော်ကဒီမှာစီးစက်ပါဖြစ်တဲ့ဒီပြီးဒီမှာအပေါင်းကျိုးလာဖြစ်တဲ့အတွက်အပေါင်းကျိုးကိုဒီအပေါင်းလေးနဲ့ထောက်လိုက်မယ်။အဲနောက်တစ်ဖက်နောက်သွားမဲ့ဘက်ကိုတို့တို့ကနောက်တစ်ချောင်းလေးထောက်လိုက်မယ်ဆိုလို့ရှိရင်မီဒီလေးမီဒီလာမယ်ပြီးတော့သူသုံးဆွဲတဲ့အမ်ဘီယာကိုတို့တို့ကမာတီမီတာပေါ်မှာလာပြမှာဖြစ်ပါတယ်။အဲဒါဆိုလို့ရှိရင်ကျွန်တော် DC အမ်ဘီယာတိုင်းတာဖို့လေလောကအဆင်ပြေသွားပါပြီခင်ဗျာ။ဒီအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာ 现在送回家没呀？Bien,